thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရက်ခွင့်အမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူမှုကောင်းဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနသို့ပေါကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရက်ခွင့်အမှုရင်ဆိုင်နေရတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူမှုကောင်းဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းတွေ Guardian သတင်းဌာနကိုပြည်သူရင်ခွင့်ဖွဲ့မှတစဉ်ပေါကြားလာတယ်လို့သိရပါဗျ။ မြန်မာတရားခွင်အတွင်းဒေါအောင်ဆန်းစုကြည်ရဲ့ရှားရှားပါပါဗီဒီယိုဖိုင်နဲ့သူမရဲ့နေ့စဉ်အကျဉ်းထောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းတွေကိုဂါရီယန်ကရရှိခဲ့ပြီးအသက်80ပြည့်မွေးနေ့နီကလာချိန်မှာဖြုတ်ချခံရတဲ့အရသာခေါင်းဆောင်ရဲ့ဘဝအကြောင်းကိုတစိတစောင်းဖော်ပြထားပါတယ်။ဂါရီယန်ကဖော်ပြထားတဲ့ CCTV မှတ်တမ်းဗီဒီယိုတွေက2022ခုနှစ်ဩဂုတ်လနဲ့ဒီဇင်ဘာလအတွင်းဖြစ်ပြီးသမရဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်တို့တရားခွင်မှာအမှုရင်ဆိုင်နေရတဲ့မြင်ကွင်းတွေကိုပြသထားပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အကျဉ်းထောင်တွင်နေ့စဉ်နေထိုင်မှုမှတ်တမ်းတွေမှာသူမ မတနေ့တာမှာမနက်၄နာရီမိနစ်30ချိန်မှစတင်ပြီးည၈နာရီမိနစ်30မှာပြီးဆုံးတယ်လို့ဖော်ပြထားပါတယ်။ဒေါအောင်ဆန်းစုကြည်ကမနက်တိုင်းတနာရီကျော်တရားထိုင်ပြီးညနေတိုင်းလေးချိန်ခန့်အဖြစ်အခန်းတွင်လမ်းလျှောက်နေကြောင်းနေ့စဉ်ပရိသတ်နေကြောင်းသိရပါတယ်။ မှတ်တမ်းတစ်ခုမှာနီးလင်စာအဖြစ်ထမင်းနှစွန်းချက်သားငါအတာလုံးဟင်းကျိုချောကလက်နှစ်ခုငကမောက်တီအနှင်းငယ်တို့ကိုစားသုံးကြောင်းပုံမှန်အားဖြင့်တောင်ဆန်းစုကြည်ကအစာနေပြီးမနက်စာအတွက်ကြက်ဥကျော်နီးလင်စာအတွက်ထမင်းအနှင်းငယ်နဲ့အသားနဲ့ငါတို့ကိုစားကြောင်းညစာအတွက်ပါမုံစားကြောင်းရှိသားထားပါရင်တောင်ဆန်းစုကြည်ကစင်အာနာသိန်းကျင်း2021ခုနှစ်ကစစ်တပ်ကထုတ်ဝေတဲ့သတင်းစာတွေကိုဖတ်ရှုရကြောင်းသိရပါရယ် 2024ခုနှစ်အစောပိုင်းဒေါအောင်ဆန်းစုကြည်ကိုမြင်တွေ့ခဲ့ရတဲ့အချင်းဦးစီးဌာနသတင်းရင်းမြစ်ကသူမရဲ့အတန်းနဲ့လမ်းလျှောက်ပုံကမပြောင်းလဲပါဘူး။သူမစပင်မှာပန်းပန်တာမရှိတော့ဘူးလို့ပြောဆိုထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုံဆုံးထံဝန်ကြီးနေလင်းအောင်စစ်ပြူဟာမှုစိုးဝင်ထုံတို့ကပြည်နယ်အစိုးရတင်နာများချပေးဖို့ကုမ္ပဏီများထံမှသိမ်းထောင်ကြည့်လက်ငွေတောင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်တွင်းရှိပြည်နယ်အစိုးရတန်တာလုပ်ငန်းများစုကိုရယူလိုပါကဝန်ကြီးချုပ်ဒေါက်တာဝုံဆုံးထံလမ်းပန်းဆက်သွယ်ရေးဝန်ကြီးစင်ရာရှိဟောင်းနေလင်းအောင်စစ်တပ်ပြူဟာမှုစိုးဝင်ထုံတို့ကငွေကြက်သိမ်းထောင်ကြည့်လက်ငွေတောင်းခံနေရလို့ချင်းပြည်နယ်စစ်ကောင်စီတည်င်းရင်းမြစ်တွေကပြောဆိုပါတယ်။အခု2025 2025 2026ဘဏ္ဍာနှစ်အတွက်ချင်းပြည်နယ်တွင်လှုပ်ဆောင်ရရှိနေတဲ့ဒေတာဖွံ့ဖြိုးရေးဆိုင်ရာပြည်နယ်ဆိုရတင်တာတွေကိုခေါ်ယူခဲ့ရမှာချင်းပြည်နယ်လမ်းဘက်ဆက်သွယ်ရေးဝန်ကြီးစင်ရရှိဟောင်းနေလင်းအောင်စစ်ပြူဟာအခြေချဟာကမှာစစ်ပြူဟာမူပုံမူဂျီဆိုဝင်ထွန်း ဟာခါချီဆိုင်ခမရ266တန်ရင်မှာ ပုံမှုအာကာကျော်မှုတို့က၎င်းတို့နဲ့နီးစပ်တဲ့စီးပွားရေးကုမ္ပဏီများထံမှငွေကြက်သိန်းထောင်ချီလက်ငွေရယူပြီးတင်ဒါများရရှိဖို့ဆောင်ရွက်ပြီးနေကြောင်းသိရပါတယ်။ချင်းပြည်နယ်မှာဒေသဖွံ့ဖြိုးရေးတင်ဒါတွေခေါ်နေပါပြီ။အဲ့ဒီမှာချင်းပြည်နယ်အိုးအိမ်အာကာ တမဝါရမကျင်းလက်ဖွံ့ဖြိုးရေးလမ်းကြီးချက်လမ်းဦးစဉ်နာတာလာဆယ်မြောင်းဌာနပေါင်းစုံကနေတင်တာတွေခေါ်တာရှောက်တာကလည်းဒေသကကုမ္ပဏီ200လောက်ရှိတယ်ရှောက်ကြတာအဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဒီနှစ်တင်တာတွေကစစ်ပြူဟာမှုစိုးဝင်တွန်းဗိုလ်မှူးအာကာကျော်မှုနဲ့လမ်းဘက်ဆက်သွယ်ဝင်စီနေလင်းအောင်တက်ထွက်နဲ့ညှိနှိုင်းမှုတွေပြုလုပ်ပြီးတင်တာလုပ်ငန်းတွေကိုသူတို့တွဲဖက်ကုမ္ပဏီတွေကိုပေးပြီးတင်တာပွဲစားလုပ်ကြတာတင်တာရဖို့အတွက်ကုမ္ပဏီတွေကသူထက်ကအပြိုင်ဆိုင်ငွေကျပ်သိန်းထောင်ချီလက်ပေးရတာတင်တာအပိသက်စင်မထုတ်ရသေးဘူးဘသူတွေကရမလဲဆိုတာသိနေရပါ ြီလို့ချင်းပြည်နယ်စစ်ကောင်စီတရင်အရင်မြစ်တွေကပြောဆိုပါတယ်လက်တလောတင်နာရရှိရတဲ့ကုမ္ပဏီများကိုတင်ရဝင်ကြီးညာခြင်းမျိုးမရှိသေးခြင်းချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝန်ဆွန်းထံနဲ့ချင်းပြည်နယ်ဥပဒေချုပ်တို့ကလည်း၎င်းတို့ဆွေမျိုးကုမ္ပဏီတွေကိုတင်နာချပေးဖို့၎င်းတို့လက်ငွေရယူထားတဲ့ကုမ္ပဏီများကိုတင်တာလုပ်ငန်းများပေးဖို့အတွက်စီစဉ်ဆောင်ရွက်နေကြောင်းသိရပါတယ်။တင်နာတွေကကက်ဘိနက်ကမဆုံးဖြတ်ရသေးပေမဲ့စိုးဝင်းတွန်နေလင်းအောင်လမ်းမဆက်သွယ်ဝန်ကြီးတို့နဲ့ပေါင်းတဲ့ကုမ္ပဏီနဲ့ဝန်ကြီးချုပ်မျိုးကုမ္ပဏီ ဂါထားတဲ့ကုမ္ပဏီတွေကအောင်ပွဲခံနေကြပြီးဘယ်ကုမ္ပဏီရလဲဆိုတာမထွက်သေးဘူးလို့အဆိုပါသတင်းရင်းမြစ်ကဆက်လက်ပြောဆိုပါရယ်စစ်ပြူဟာအချိန်ကြာဟာကာမှာစစ်ပြူဟာမူပုံမူကြီးစိုးဝင်းထုံးကိုတမကိုကိုတမမူဖြစ်စစ်ကောင်စီကယာရုတိုးပင်းလိုက်ပြီးဖြစ်တော်လဲတင်တာလုပ်ငန်းများခြားထားပေးဖို့အတွက်နက်နက်ဆိုင်ဆိုင်ပတ်ဝန်းပတ်သက်နေစေဖြစ်ကြောင်းသိရပါရယ်ဒါအပြင်ချင်းပြည်နယ်အတွင်းတစ်ခိုးထုံးမှုအပါအဝင်တရားမဝင်လုပ်ငန်းများအတွက်စင်ရရှိဟောင်းလမ်းမဆက်သွယ်ရေးဝန်ကြီးနေလင်းအောင်စစ်ပြူဟာမူပုံမူကြီးစိုးဝင်းထုံးတို့ထံကိုလက်ငွေလှဆင်ပုံမှန်ပေးအပ်ရကြောင်းနေလင်း အောင်မှာ2024ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာဝင်ကြီးအဖြစ်ခန့်ကျင်းခံရတော့လဲစင်ရာရှိဟောင်းဖြစ်လို့တနည်းအတွင်းတရားမဝင်လုပ်ငန်းများနဲ့ချိတ်ဆက်ပြီးငွေကြေးရယူချမ်းသာလာကြောင်းအဓိကမှာချင်းပြည်နယ်ကောင်စီမှထိပ်ပိုင်းစင်ရာရှိများအတွက်ငွေကြေးလမ်းကြောင်းဖန်တီးပေးနိုင်တဲ့အတွက်၎င်းရဲ့ဩဇာမှာဟာခအခြေချစစ်ပြူဟာမှာကြီးမားနေကြောင်းသိရပါဗျ။ နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီကနန်းစီဒီယံဝန်ထမ်းများကိုနိုင်ငံခြားပညာသင်စေလွတ်မှုတင်းကျပ်ကန့်သတ်အမိန့်ထုတ်လိုက်ပြီးမြန်မာနိုင်ငံမှာတင်ကြားနိုင်တဲ့ဘာသာရပ်များအတွက်ပြည်ပကိုမလွတ်ဘူးညွန့်ကြားနေကြောင်းတင်ဆက်ပေးပါမယ်။ အတန်းဖက်စစ်ကောင်စီကနန်းစီဒီယံဝန်ထမ်းများကိုနိုင်ငံသားကိုပညာသင်ဆေးလုံးမှုတွေကိုတင်းကြပ်ကန့်သတ်ဖို့အမိန့်ထုတ်လိုက်ပြီးမြန်မာနိုင်ငံမှာတင်ကြားနိုင်တဲ့ဘာသာရပ်တွေအတွက်ဖိပတ်ကိုတွားရောက်မှုတွေစီစစ်ဖို့ညွှန်ကြားလာကြောင်းဝန်ထမ်းတိုင်းဝိုင်းနဲ့စစ်ကောင်စီရဲ့ထုတ်ပြန်လာတဲ့အမိန့်ရသိရပါတယ်။အတန်းဖက်စစ်ကောင်စီက2025ခုနှစ်မတ်လ26ရက်နေ့မှာနိုင်ငံသားပညာတော်သင်စီစစ်ရွေးချယ်ဆေးလုံးရေးကော်မတီရဲ့လုပ်ငန်းတာဝန်လုပ်ပိုင်ခွင့်များပြင်ဆင်ထုတ်ပြန်ခြင်းအမိန့်တစ်ခုကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီအမိန့်မှာနန်းစီဒီယံဝန်ထမ်းများကိုဖိပတ်ကိုဆေးလုံးမှုတွေနဲ့ပတ်သက်ပြီးတင်းတင်းကြပ်ကြပ်ကန့်သတ်လာ 咱们下班嘞。 စစ်ကောင်စီလက်အောက်ကဝန်ကြီးဌာနတွေနဲ့အဖွဲ့အစည်းတည်တည်မှနန်းစီတဲ့ဝန်ထမ်းတွေကိုတိုင်းရိုက်ပြပကိုပြင်ညာတော့တင်စီလုပ်ခွင့်မရှိပဲနိုင်ငံသားပြင်ညာတော့တင်စီစီရွေးချယ်စီလို့ရေးကော်မတီကခွဲဝေပြီးနဲ့ပြင်ညာတင်စုတွေနဲ့တာနိုင်ငံသားပြင်ညာတင်စီလုပ်ရမှာဖြစ်ကြောင်းသိရပါတယ်နန်းစီတဲ့ဝန်ထမ်းတွေကိုပြပကိုပြင်ညာတင်စီလုပ်ရမှာစစ်ကောင်စီကစရင်ချခံစေရမယ်ဆိုပါကဗန်နိုင်းဝန်ကြီးဌာနရဲ့အတုံးစိတ်စီစဉ်ချက်ရရှိပြီးမှတာကော်မတီကပြင်ညာတင်စီလုပ်ရမှာဖြစ်ကြောင်းပြင်ညာတင်စီလုပ်ရမှာစေလွတ်မဲ့နန်းစီတဲ့ဝန်ထမ်းတွေကဝန်ကြီးဌာနကချမှတ်ထားတဲ့စီကံမူဝါဒ လမ်းညွှန်ချက်တွေနဲ့ကန့်ညီသူဖြစ်ရမှာဖြစ်ပြီးကန့်ညီမှုရှိမရှိကိုလည်းစစ်ဆေးရမှာဖြစ်ကြောင်းဒါအပြင်ပညာသင်ဆေးလွမှုတွေကိုလည်းလာစဉ်တလာတကြိမ်စစ်ကောင်စီတပ်ကိုအစီရင်ခံတင်ပြမှာဖြစ်ကြောင်းသိရပါရယ်စစ်ကောင်စီလက်အောက်ခံစစ်တပ်မှစစ်မှုတမ်းတွေကိုပြည်ပကိုဆေးလွတ်မယ်ဆိုပါကကာကွယ်ဝင်ကြီးဌာနရဲ့သဘောတူညီချက်ရရှိမှသာပြည်ပကိုဆေးလွတ်ရေးကိစ္စတွေကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းတင်ကြပ်ထားပါရယ်အထူးသဖြင့်ပြည်ညာတော်တင်ဆေးလို့ရမှာနိုင်ငံသားတိုင်းပြည်များကရွေးချယ်စီစဉ်ရွေးချယ်အဆိုပြုလာတဲ့ ပုဂ္ဂိုလ်ကိုစေလွတ်ဖို့အဆိုပြုလာခြင်းကိုခွင့်မပြုဖို့အစီအစဉ်ဆောင်ရွက်ရမှာဖြစ်ကြောင်းနန်းစီရန်ဝန်ထမ်းများအနေနဲ့ဝန်ကြီးဌာနရဲ့ကြိုတင်ခွင့်ပြုချက်မရှိဘဲပညာသင်စုလျှောက်ထားခွင့်မရှိကြောင်းသိရပါတယ်။မြန်မာနိုင်ငံရှိပညာရေးဌာနတွေကတင်ကြားပေးနိုင်တဲ့ဘာသာရပ်တွေအတွက်သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနဲ့ဝန်ကြီးဌာနတွေကအထူးလိုအပ်တဲ့ထောက်ခံချက်ပါရှိတဲ့မဟာဘွဲ့သင်တန်းတက်ရောက်ခွင့်တွေကိုစီစီခွင့်ပြုဖို့စစ်ကောင်စီကညွှန်ကြားလာတာဖြစ်ပါတယ်။ ဒီနိုင်ငံမှာတင်လို့ရတဲ့ဘာသာရဲဆိုရင်ဝန်ကြီးဌာနကအထူးလိုအပ်ကြောင်းထောက်ခံချက်မတင်ပြနိုင်ရင်ပြပကိုဆေးလွပညာသင်ခွင့်မပေးတော့ဘူးအဲ့ဒီစီမင်းကြောင့်ပညာသင်စုတော်တော်များများကန့်သက်ခံနေရတယ်ဒီမှာကတင်လို့ရတယ်ဆိုတာကခေါင်းစဉ်ပဲရှိတာထဲထဲဝင်ဝင်ကြတော့ဒီလောက်ကြီးမလုံနိုင်တဲ့ဘာသာရဲတွေများပါတယ်လို့နေပြည်တော်ဝန်တန်းရွေးချယ်လေ့ကျင့်ရေးဖွဲ့မှအရာရှိတအုပ်ကသုံးသပ်ပြောဆိုပါတယ် ပြည်ပမှာပညာသင်ရောက်ရှိနေတဲ့နန်းစီတန်ဝန်တန်းတွေအနေနဲ့မဟာပွဲနဲ့ပါရဂူပွဲတွေအတွက်ပညာသင်ကလာတွုံးမြင့်လိုပါကတကြိမ်လည်းအနည်းအများဆုံး6လနဲ့စုစုပေါင်းအများဆုံးတစ်နှစ်သာတွုံးမြင့်ခွင့်ပေးမယ်လို့စစ်ကောင်စီကအမိန့်ကန့်သတ်ချက်ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးဟင်းဒရာထွေဥဝန်ထမ်းများကစစ်မှုရန်အကြောင်းပြန်ငွေတောင်းယူတဲ့အပြင်ကျေးရွာတွေကိုဝင်ရောက်ပြီးလူငယ်များကိုဖမ်းဆီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ AR တိုင်းဟင်းဒရာမြို့နယ်စစ်ကောင်စီလက်အောက်ခံအထွေထွေအုပ်ချုပ်ရေးရုံးမှဝန်ထမ်းတွေကပြည်သူစစ်မှုရန်အကြောင်းပြပြီးငွေတောင်းယူတဲ့အပြင်ကျေးရွာများကိုဝင်ရောက်ကလူငယ်များကိုဖမ်းဆီးနေကြောင်းသိရပါတယ်။ဒုတိယအုပ်ချုပ်ရေးမှူးဦးမျိုးမင်းစိုးကကျေးရွာရက်ကွက်အုပ်ချုပ်ရေးမှူးနဲ့စစ်ရေးတွေကိုခေါ်ယူပြီးစစ်မှုရန်ပတ်စဉ်စလေးအတွက်တော်အုပ်စုလင်တရောင်နှုံးတောင်းယူပြီးမထက်နိုင်မှာကငွေတောင်းယူကြောင်းဒေသခံတွေကပြောပါတယ်။ပြည်သူစစ် ou la fassine. Hein? တပတ်မထည့်နိုင်ပါကကျန်ွေ35သိန်းအပတ်စဉ်တပတ်မထည့်နိုင်ပါကကျန်ွေ360ညနိုင်ပေးရမယ်လို့ဒေသခံတွေကဆိုပါတယ်ဒုတိယအုပ်ချုပ်ရေးမှူးမျိုးမင်းစိုးနဲ့အကြီးတန်းစီးရင်မှတင်းတင်းအောင်ငိမ့်ငိမ့်ညူကလူပေးဖို့ထက်အပတ်စဉ်ရှာဖို့ပတ်စံတောင်းနေပတ်စံပေးထားလဲရွာတဲ့ကိုစင်းဆွဲတယ်ပတ်စံတောင်းပြန်တော့လည်းပြန်မပေးဘူးပြည်သူတွေဘဝကစိတ်မှုတန်းအတွက်စစ်သားလဲပေးရပတ်စံလဲပေးရဖြစ်နေတယ်လို့ဟင်္ဒရာမျိုးရှိဒေသခံတအုပ်ကပြောပါတယ်အဲ့လိုပြည်သူစစ်မှုတန်းအတွက်ကျင်းရွာရက်ွက်တွေနဲ့ညှိနှိုင်းပြီးငွေပေးဆောင်နေရတော့လဲစစ်ကောင်စီတပ်သားတွေနဲ့အုပ်ချုပ်ရေးဖွဲ့က အသက်ပြည့်ပြီးဖြစ်တဲ့လူငယ်တွေကိုကျင်းရွာတွေထိဝင်ရောက်ဖမ်းဆီးနေကြောင်းဒေသခံတွေကပြောပါရယ်